ော်ဒူးလေးထောက်ပြီးလက်စွပ်လေးတကွင်းထောက်ပြီးတော့ပေးတာကလည်းဒါကလည်း surprise ပဲပြီးကြလို့ရှင်ဒီလိုမျိုးလက်ထက်ခွင့်တောင်းတာလည်းအဲ့ဒီလိုမျိုးကိုလက်ထက်ခွင့်တောင်းခံရတယ်ဆိုကြတဲ့ပုံကဒါအမျိုးသမီးတယောက်ကလုံးဝ so proud ပဲ လူတယောက်ကိုအသူဘေးကနေ supporting ကောင်းကောင်းပေးလို့လဲဒါပကြီးရပေါ့နော်ဒါသူ့ရဲ့အောင်မြင်မှုလမ်းကြောင်းပါပေါ့နော်ပို့ပြီးတော့ကောင်းမွန်ဖြောက်မှုလာတယ်လေဒါသူကိုယ်တိုင်လည်း interview တွေမှာဖြည့်ဖြည့်နေကြပါအဲ့တော့တကယ်ကိုသူ့အတွက်ကဒါဖျားပေးတဲ့စုလက်ပါပါရှင်ဟုတ်ဒီနေ့ကတော့ဒါကဒါကြော်ကလေးဘွားတွေอ่ะပေါ့เนาะဒါ တော်ကမိတ်ကလောကကို2019နှစ်လပိုင်းကစဝင်တာအဲ့ဒီနှစ်လပိုင်းစဝင်နေတာ Lavender တိုက်ကအဲမက်တင်စာပိုင်တို့ပြီးရင်ကိုဆိုင်တို့ရဲ့ကားတွေကိုကိုမြတ်သူကျော်အဲ့ဒီအချိန်မှာသူတို့တိုက်ကတင်တဲ့မင်းသားလေးအဲ့တော့သူတို့เนี่ยကိုကခလေးပွားတဲ့ဒီဂျေဘောင်းမီတူလေးတွေတဲ့က အဲစပိုးရှက်လေးနေတွေကအမားတို့တွေနေကရှူတမဆက်လက်ထမင်းဆိုလဲအတူတူစားအမားတို့မုတ်ယူလာတယ်ဆိုလို့ရှိရင်လည်းအကိုစားရင်ကိုစားရတာပဲလေနော်အဲ့လိုမျိုးအကိုကလည်းအရင်ဟိုကျောက်ကညီကိုမောင်မအရင်တယောက်လိုတကယ်လေးလေးဆဆနဲ့ respect ပေးပြီးဆက်ဆံခဲ့ရတဲ့အတွက်ကိုဒီ producer တွေပဲဖြစ်ဖြစ်စေပြီးတော့တခြားပေါ်တော့ director တွေပဲဖြစ်ဖြစ်စေဆိုတော့ဒီကားရက်တဲ့ကိုရာဆိုရင်ကိုဆိုရလဲကျွန်တော်ခလီပေါ်ရတယ်ပြောမလို့ ကျောင်းတော်မှာအာမတ်ထက်နဲ့အဲ့လိုမိတ်ကလိမ့်ဖို့တွေပါဆိုအခုဆိုမိတ်ဆက်ပေးပြတယ်အဲ့လိုမျိုးတခြားမင်းသားမင်းသမီးတွေအဲ့လိုလိမ့်ဖို့တွေပါဆိုလဲဆက်ပေးတယ်အဲ့လိုမျိုးဆိုတော့ဒါကလုံးဝမိသားစုအရင်နေလိုမျိုးတောင်ဖြစ်နေတယ်လို့ပြောလို့ရတယ်ကွယ်အဲ့တော့ဒါကအမားတို့ပွဲကဒါမှသူကားလေးတွေရုပ်တင်တိုင်းအများအားဖိတ်တယ်ဒါပေမဲ့ကြောကြောအရင်တော့ကတော့အလုပ်မအားတာနဲ့သူ့ကားလေးတွေကမလာဖြစ်ဘူးအဲ့တော့ဒီကားလေးကတော့မလာမဖြစ်ပေါ့နော်လာမယ်ဆိုပြီးတော့ပေါ့နော်အားတင်းပြီးတော့လာတာဒီနေ့လည်းအလုပ်တွေကလည်းများနေတယ်ဗျရောက်ရအောင်လာခဲ့တာ ပြီးတော့ဟိုကားလေးကလည်းစမ်းတယ်ပေါ့နော်ခစ်တက်မပြိုင်းဆိုတော့ဒီအစကားဟွာနဲ့နေမယ်နဲ့နေလဲနည်းနည်းလေးအပြိသက်စိတ်ဝင်စားမှုရတယ်ပြီးတော့အတီစာလေးတက်လာတဲ့အချိန်မှာမဆူရဲ့ idea အရင်တိုက်တယ်အဲသူတအားပေါ့နော်ဟောဒီဘယ်လိုပြောမလဲ LGBT တယောက်တယောက်ဆောင်နေတာမဟုတ်ဘဲနဲ့တကယ်အာမိခင်စိတ်အပြည့်နဲ့မိမတယောက်တယောက်ဆောင်နေတဲ့မှုကိုရရတယ်အဲ့လိုမျိုးဆိုတော့ကိုအဲသူ့ကိုမဆုလည်လာအားပေးတာပေါ့နော်ပြီးတော့ထက်ထက် ထုံးပေါ့နော်ထက်ထုံးဆိုလို့ရှိရင်လည်းဒီလို character တွေနဲ့သူနဲ့က like တယ်လေစမ်းမယ်ရမ်းမယ်ချိန်မယ်မောက်မယ်ဆိုတော့ဒါသူနဲ့ကမိတယ်ကွာတဲ့လားအဲ့တော့ပြီးတော့ခစ်တဲ့မပြိုင်းဆိုတော့နာမည်နဲ့တင်သူ့ရဲ့ acting နဲ့တင်ကလုံးဝပါပြေးပြီးတော့အဲ့လိုမျိုးတန်းပြီးတော့မြင်ရတာပေါ့နော်အဲ့လိုတမီးဆုံး acting တွေလည်းရှေ့မှာကြည့်ထားတာဆိုတော့အခါကြောက်လေနော်အဲ့တော့ ဒါခစ်သစ်မပြိုင်ရကြပါဒါကတော့ဘလို့ဆက်ပုံဖော်ထားလဲတော့မသိဘောเนาะကျွန်တော်တို့ခလေးဘွားတွေကဒါဥသိမ်းဘွားဆိုအကုန်သိတာကဇီးတိတဲ့မပြိုင်ဆိုတာဒါဘဝအမေရိကန်မှာဘဝအမေရိကန်မှာဖြစ်လဲမောက်မာမဲအဲခက်တန်မဲအဲအဲ့လိုဆိုရဲခါကြတော့ဒါကသူ့ item နေနေကလုံးဝဘောเนาะလုံးဝအဆက်ပြီးတော့သွားပြီးတော့အံဝင်ဝင်ကြဖြစ်နေတယ်လို့တော့ထင်နေရှင်ဟုတ်အဲဒါကတော့ကျော့ရဲ့ အဲဒါ signature လို့ပြောလို့ရတယ်ပေါ့နော်အဲ့ဒါကလည်းလေအာလူတွေမှာကလေတချို့ကလေအဲ့လိုမျိုးပေါ့နော်ဘာမှမဟုတ်ပဲနဲ့ရောက်လာတာအမလေးဘာမှမဟုတ်တာမဟုတ်ဘူးဆိုတာလေလူတိုင်းမှာလေသူစူးစမ်းမှုသူဆိုတာရှိရဲ့ကြောဆိုနောက်ဆိုဒါဒါဟိုကိုကိုကိုအမွန်းတင်ပြီးပြောတာမဟုတ်ဘူးနော်ဒါကလေနောက်ဆုံးကိုကိုလူမှတ်မိဖို့အတွက်တောင်မှကျော်ကနှစ်ခမ်းနေတောင်မှအဲ့လိုတရားနဲ့ဆိုတာအဲ့ကိုအနီယံမြင်တာနဲ့ဒါကျော်ဆိုရဲအယောင်ဆိုရဲဟာမျိုးမှုကို ိုကအဲ့လိုမျိုးဒါကိုယ့်ရဲ့ signature တစ်ခုပေါ့နော်ပြချင်တာပေါ့အော်သူဆိုရင်ဒါအနီယောင်နဲ့အဲ့ကြောင့်အနီယောင်တစ်မျိုးပဲဆိုတာဟုတ်အဲဝမ်းတာပါတယ်ဘာဖြစ်အမျိုးသမီးတယောက်ကအမျိုးသမီးတယောက်ကအရေးကြီးဆုံးနေ့တစ်နေ့လို့လည်းပြောလို့ရတယ်နော်ဒါကပြီးရင်အအမျိုးသမီးတိုင်းကချစ်ခွင့်ချစ်ဖို့ပေါ့နော်ထိုက်တိုက်တန်တန်ထိုက်တန်ပါပဲပေါ့နော်အချစ်ခံခွင့်ကိုထိုက်တန်တယ်ပေါ့နော်အဲ့ဒီမှာမှသူတို့ကိုတန်မိုးထားပြီးတော့တကယ်တန်မိုးထားတဲ့အမျိုးသားလေးတွေနဲ့တွေ့တဲ့အခါကျလို့ရှင်တော့ဒီလိုမျိုး မှုမျိုးရတာပေါ့နော်ဒီအဲ့လိုမှုမျိုးဆိုတာကဒါကကြပ်မှန်တော့ဒါတက်နိုင်တဲ့သူကတော့တက်နိုင်သလားခန်းနာကြီးကျယ်အောင်လုပ်တယ်ဒါပေမဲ့တချို့ကတချို့ဆိုလို့ရှင်လဲရှင်လဲအဲ့လောက်ကြီးမခန်းကြီးကျယ်မခန်းနာပေမဲ့သောသောကပြောသလိုဟိုဒူးလေးထောက်ပြီးလက်စွပ်လေးတကွင်းထောက်ပြီးတော့ပေးတာကလည်းဒါကလည်း surprise ပဲပြီးကြလို့ရှင်ဒီလိုမျိုးလက်ထက်ခွင့်တောင်းတာလည်းအဲ့ဒီလိုမျိုးကိုလက်ထက်ခွင့်တောင်းခံရတယ်ဆိုကြဲကူကဒါအမျိုးသမီးတယောက်ကလုံးဝ so proud ပဲ ဒါဒါအမတို့လည်းမိန်းမလေကျော်လဲဒါ main key ကိုပဲခံယူထားရဆိုတော့ဒီအခွင့်အရေးကကိုဆိုလို့ရှင်လည်းလုံချင်တာပဲနော်လာလို့မဲ့သူတော့မရှိသေးလို့ပေါ့နော်အဲ့တော့လာအဲ့လိုပြီးသွားတဲ့သူတွေကအားကြရတာပေါ့ရှင်ဟုတ်တကယ်ခုံယူပါတယ်ရှင်ဝမ်းသာပါတယ်ဟိုဟာဘာဖြစ်ဟိုသူလည်းအရင်ပျော်ရွှင်နေမယ်လို့ထင်တယ်ပေါ့နော်တကယ်လည်းပျော်နေပါတယ်ပုံလေးကြီးရနေတယ်လေးတိတားရလေးနော်အရင်ပျော်ရွှင်နေရဆိုတာဟုတ် ကဲ့ရောဒါတော့အချိန်တစ်ခုအဲအနားမှာရှိခဲ့တဲ့သူဆိုတော့အခါကျတော့အဲကိုကအဲကိုရပကြီးပေါ်မှာကကြပဲเนาะဆောစောပြောလို့အော်တော်ရုံမှာအဲတချို့ relationship တွေမှာကအအမျိုးသားနဲ့အမျိုးသမီးမှာဆိုလို့ရှိရင်တချို့ကကြပဲเนาะအဲ့ဒါကကျတော့ယောက်ျားလေးအများဆိုတာဒါယောက်ျားလေးကိုပုတ်ခတ်စော်ကားတာတော့မဟုတ်ဘူးเนาะတတော်များများကအမျိုးသမီးကသူ့ထက်တာနေပြီး ကြော်သွားတယ်ဆိုလို့ရှိရင်မကြိုက်ကြတာလက်မခံနိုင်တာသူတို့ဒါယောက်ျားလေးမာနကြောက်ပဲလားဘာစိတ်ကြောက်လဲလဲလို့မသိဘူးနော်လက်မခံနိုင်ကြဘူးနော်အဲ့ဒီအတွက်ကိုတချို့အဲတချို့ထက်မြက်တဲ့မျိုးသမီးမလုံနဲ့ထက်မြက်တဲ့မျိုးသမီးကပင်မန်းနေတာအမှန်တော့တချို့ကအနားမှာမနေနိုင်ဘူးဒီမျိုးသမီးထက်မြက်တဲ့တံကိုမခံနိုင်ဘူးသူတို့ကသူတို့တိမ်ငယ်လာတယ်တချို့ကြတယ်နော်အဲ့လိုလေးရှိရဒါမဲ့ကိုကြီးကကြတော့အဲ့လိုမဟုတ်ပဲနဲ့ဒါလူတွေခံယူချက်နဲ့ပဲဆိုင်တာပေါ့နော် ဒီလူတယောက်ကိုသူဘေးကနေ supporting ကောင်းကောင်းပေးလို့လဲဒါပကြည်ရပေါ့နော်ဒါသူ့ရဲ့အောင်မြင်မှုလမ်းကြောင်းပါပေါ့နော်ပို့ပြီးတော့ကောင်းမွန်ဖြောက်ပူးလာတယ်လဲဒါသူကိုယ်တိုင်လည်း interview တွေမှာဖြေဖြေနေကြပါအဲ့တော့ကိုရီးယားလည်းဘီနာမှာတကယ် support လုပ်ပေးတယ်ဆိုတဲ့ဥစ္စာမြင်တွေ့နေရတဲ့အခါကျတော့ဒါကဟိုတကယ်ကိုသူ့အတွက်ကဒါဖျားပေးတဲ့ဆုလက်ပါပဲဟုတ်အော်ဟုတ်ကဲ့အဲသူတို့ပေါ့နော်ဒီလိုအခုလက်ထက်ခွင့်တောင်းခံရတဲ့နေရာနေစပြီးတော့ဒါတာတာမီမီနောက်မှတော့မြီးတွေမြစ်တွေတော့အဲ့လိုမျိုးပေါ့နော်အဲ ตายาပျော်ရွှင်နေပေါ့เนาะမိသားစုဘဝကိုပေါ့เนาะအဲအကောင်းမွန်ဆုံးအကျမ်းမာဆုံးအပျော်ရွှင်ဆုံးနဲ့ဖြတ်သန်းနိုင်ပါစေလို့ဆုတောင်းပါတယ်ရှင့်ဟုတ်ကျေးဇူးပါရှင့်